ဲလာကြီးတဲ့မင်းုံလဲဘာဖြစ်လဲဆိုတော့အဲ့မှာစစ်ခွေးတွေဗျာ6800ဇားတွေပေါ့အဲ့တချို့စစ်ခွေးတွေလည်းရှိတယ်မင်းုံလဲအဲ့မှာမင်းအမှုလည်းအများကြီးမင်းုံလဲဖမ်းမယ်တဲ့မြန်မာကြီးယောက်ျားဖမ်းမယ်မင်းတို့အခုငါမေးကြည့်ပါအောင်ပြန်လာရအောင်မင်းတို့မြန်မာနိုင်ငံမှာပြန်လာခြင်းစရာဘာရှိတယ်ပြောနော်နောက်ဆုံးရှင်းရှင်းလေးတစ်ခုပြောလာမင်းတို့တည့်ရင်တည့်ရင်လုံးငါဟောက်လက်ဆုပ်လို့အရေးထွက်ပြီးပြော့ခွေသွားတော့မှငါမပြန်လာဘူးตุลินตุตาชื่อเนี่ยเอาตุตาชื่อมาพังตัวซะสนใจบลาวยินกวยเสียกาวไล่เลยจนเราสุแล้วบลาวดอวาขึ้นไล่มั้ยเนี่ยปะเนาะบลาวดอ အရင်တည်းထိမလဲပေါ့နော်သူဆိုရင်ကြည့်သူတားရှိမှဒါပေမဲ့ तू ကအဲ့လိုပြောရမှာဆိုတော့တန်တော့တန်တယ်နော်ဘာလို့ဆိုရင်အဲ့လိုအားချောင်းနေကွယ်အားချောင်းနေနော်ကျွန်တော်လိုပဲအားချောင်းနေမိင်္ဂလာပါရှင်ဒီဘီိုလေးကတော့စိုးလွင်ရဲ့ဘီိုလေးပေါ့နော်ဘာဘီိုလေးလဲဆိုလို့ရှင်တမိဆုအဖန့်ခင်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အခုဆိုလို့ရှင်အားချောင်းနေတဲ့စိုးလွင်ကိုလည်းချိန်ချောင်းလိုက်ပြီးပေါ့နော်ပြောရတဲ့သူတွေကိုတက်စော်နေရပဲဖြစ်ပါရပေါ့နော်ဟုတ်ကဲ့ပါဘီိုလေးတဲ့မှာဆိုရင်တော့ပြေဆုံးပါပါတယ်ဖြိုးနဲ့တူအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့လည်းအမျိုးတို့ဖိတ်ခေါ်လိုက်ပါရှင်အဲဒီမနေ့တည်င်းနေတက်နေတာပေါ့နော်အဲ့ဒီမတ်တမီဆိုက ဒေါ်အေတင်ကိုကဆွဲတာအမှုကတခုတည်းတဲ့အဲနောက်ပြီးတော့ကျွန်တော်တို့ဒီစစ်တပ်ကအမှုဆွဲတာ6ခုအနည်း20လောက်ထောင်းအနည်း20လောက်ကြားဖို့ရှိတယ်ဆိုပြီးတော့ဒီမနာကအဲ့ဒါတွေတက်တယ်ဟောအဲ့လိုမျိုးတွေးတော့လည်းစိတ်မကောင်းဘူးเนาะကိုလူတယောက်အဆင်မပြေဖြစ်သွားတွေးတော့စိတ်မကောင်းဘူးအဲ့ဒီကျွန်တော်အဲ့ဒီတမီးစိုးဗီဒီယိုတင်ထားတဲ့ဗီဒီယိုဖိုင်အောက်မှာတော့ပထမတစ်ဖိုင်ရှိတယ်အာဘယ်လိုဖြစ်လို့ဖန်ခံထိသွားတာမသိဘူးဆိုပြီးတင်ထားတဲ့အောက်မှာမင်းလဲလာကြီးတဲ့ မင်းုံလဲဘာဖြစ်လဲဆိုတော့အဲ့ဟာမှာစစ်ခွေးတွေပြ6800ဇားတွေပေါ့အဲတချို့စစ်ခွေးတွေ6800ဇားမင်းုံလဲအဲ့ဟာမင်းအမှုတွေလည်းအများကြီးမင်းုံလဲဖမ်းမယ်တဲ့မိမကြီးယောက်ျားဖမ်းမယ်နော်မင်းုံလဲဖမ်းမယ်ဆိုပြီးတော့အဲ့လာပြောတယ်မဟုတ်ပြန်လာစရာလားကွာထိုင်းနိုင်ငံမှာအခြေချကိုပိုင်ချန်နေကိုပိုင်မြေတွေနဲ့နော်ကိုပိုင်အိမ်တွေကိုပိုင်ကားတွေနဲ့ငါမွေလာတဲ့တာသမီးဆိုထိုင်းနိုင်ငံသားတွေဖြစ်မှာတိလားမင်းတို့အခုငါမေးကြည့်ပါဦးမပြန်လာရအောင်မင်းတို့မြန်မာနိုင်ငံမှာပြန်လာခြင်းစရာဘာရှိတယ်ပြောနော် နောက်ဆုံးရှင်းရှင်းလေးတစ်ခုပြောလာမင်းတို့တည့်ရင်တည့်ရင်လုံးငါးဟောက်လက်ဆုပ်လို့အရေးထွက်ပြီးပြော့ခွေသွားတော့မှငါမပြန်လာဘူးနော်အကိုစိုးနေရပြန်လာပါကျွန်တော်အကိုကဆောက်ပေးပါမယ်ဆိုတော့မပြန်လာဘူးနော်ငါသားသမီးလေးဆိုအကုန်ထိုင်းနိုင်ငံသူထိုင်းနိုင်ငံသားဖြစ်မှာအေးစစ်စစ်နော်မင်းတို့ဒီနိုင်ငံမှာပြောမစို့မြန်မာပြည်ပြန်ရအောင်မြန်မာပြည်မှာနေချင်းစရာပါရှိတယ်နေတဲ့လူတော့ငတ်နေကြတာမဟုတ်လားဟာပြန်လာရပြောအောင်ဆူတောင်းဆူတောင်းကြလားဟာ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  ကဲတမိဆိုးကိစ္စကြားပြီလားတမိဆိုးနော်အဲ့လိုအာချောင်တက်တက်လူအဲ့လိုပဲသွားမှာနော်အဲ့မှာလေ तू ကအဖမ်းခံရပြီလို့ပြောတယ်နော်ဒီရန်ကုန်မင်္ဂလာတုံလေးစိတ်အာမင်္ဂလာတုံဟွာရဲစခန်းမှာရှိတယ်ပေါ့နော်အဲ့လိုပုံစံရှိတယ် तू ကလေပြင်ဦးမျိုးကိုပို့မယ်လို့လည်းကြားတယ်ပေါ့နော်ပြင်ဦးမျိုးကို तू ကိုသူ့ကိုပို့မှာပေါ့နော် तू ကို66ခါကြီးနဲ့အမှုဖွင့်ထားပေါ့နော် तू ကဒီဟိုပေါ့လိုအပ်ချက်ကဘာဘာလဲဆိုတော့ तू က ူကနိုင်ငံသားထွက်ခါနေမှာသူကလိန်ပေါ်မှာရောက်နေပြီเนาะတနအီเนาะလိန်ပေါ်မှာတနအီတော့ရောက်နေပြီအဲ့အချိန်မှာအကုန်လုံးဝင်စစ်ပြီးတော့မှသူကတည်မလားဟိုဟာသူ့ကိုဖမ်းသွားတာပေါ့နော်သူ့သားသမီးတွေအရှင်းမှာဖမ်းသွားတာနော်သူ့သားအရှင်းမှာနော်သူ့လင်သူ့သားရှိတယ်နော်သူ့သားအရှင်းမှာဖမ်းသွားဆိုစမ်းသားချင်းဘလောက်ရင်ကွဲစရာကောင်းလိုက်လဲကျွန်တော်ဆိုလည်းဘလောက်တော့ဟိုဖြစ်လိုက်မလဲပေါ့နော်ဘလောက်တော့အရင်တည်းထိမလဲပေါ့နော်သူဆိုကြည့်သူ့သားရှင်းမှာဒါပေမဲ့သူကအဲ့လိုပြောရမစို့နော်တန်တော့တန်တယ်နော် ဘာလို့ဆိုရင်အဲ့လိုအားချောင်းနေကွအားချောင်းနော်နော်ကျွန်တော်တို့ပဲအားချောင်းနေကျွန်တော်ကတော့အဲ့လိုအားချောင်းတာမဟုတ်ပါဘူးပြောပြတာပါနော်အဲ့လိုပုံစံမျိုးနော်အေးနော်ကြံတဲ့ line ဘွားအားချောင်းလို့လေကြကြသတိချာရနော်အမအလောက်ခံနေရမယ်ဆွဲစိခံနေရမယ် okay လူတယောက်ကသူများအလှလှတာကိုတားမြစ်လို့ရှိရင်တဲ့အမေရဲ့တုံးမျိုးလုံးထာရောက်တယ်ဒီမှာသူကလူကကိုယ်နဲ့မဆိုင်ဒါကြောင့်ဒီတုံးမျိုးကိုအမေပြုတာရောက်တယ် ဘာလဲလို့ဆိုလို့ရှိရင်ဟောအနုဒါယကကုသိုလ်ရဖို့အတွက်အနေဖြစ်တယ်အဲကျွန်တော်ဒီတရားလေးကိုတွေးပြီးတော့ဗောနော်အမတန်မှကျွန်တော်တန်ဝေကလည်းဖြစ်တယ်အားအကြောင်မလို့ညီကိုမောင်နှမတွေတွေးရအောင်ဆိုပြီးတော့ကျွန်တော်တင်ပေးတာတင်တာတင်ပေးရတယ်ခဏညာတော့ကြာ ဒီပါမောက္ခကျောင်းဆရာတော်ဘုရားကြီးပါဒီဘုန်းကြီးကတော့ဦးနဲ့ကွာသူများကျွေးတာတွေသူများပေးတာတွေအခမ်းအနားထိုင်စားပြီးတော့အမတ်လေးသူတို့ဘက်ဘက်သူတို့ရက်တဲ့လိမ့်မျိုးဗာမျိုးဆိုပြီးတော့အဲ့လိုဗလိမ့်မအောင်လဲစိုးရိမ်ရသေးတယ်နော်ဒီကောင်တွေကပြောလို့ရတာမဟုတ်ဘူးဆရာတော်ဘုရားကြီးပါဗလိမ့်လဲဗလိမ့်မသိရောလားလူတရားကွာ အဲ့ဒါမြေစရာစိတ်အထွတ်ထဲရောက်ပြီဆိုလို့ရှင်ဘာမှမသိတော့ကုသိုလ်လားအကုသိုလ်လားလည်းမသိတော့ဘာမောက္ခဆရာကျတော်ဘုရားကြီးပြောသွားတာရဲ့အဲ့ဒီပြောမှဆိုလို့ရှိလို့ရှင်ဒီသူများလူတွေအလှကိုပိတ်ပင်တားဆီးတဲ့လူကအန္တရာယ်၃မျိုးပြုတ်တာနဲ့အတူတူပဲအဲ့ဒီလူတွေကအမတမငရဲကြတယ်ဗျနော်ဘာလို့လဲဆိုတော့ကိုယ့်ကိုအတလွတ်ထိုင်နေတဲ့ငရဲကိုတောင်းခံယူနေတယ်လို့ပဲအဲ့ဒါတော့မကောင်းဘူးလေနော်ဘာဘာကျိုးမှလည်းမရှိဘူးကွအဲ့ဒါလေးပြောပြပေးတာဖြစ်ပါတယ်နော်တော့ကြဆရာတော်ဘုရားကြီးကထပ်ပလိန်လို့ဒုက္ခရအောင်အားလုံးကျေးဇူးပါ ပါရှင်ဘရိုလီရတော့ဒီလောက်ပါပဲဘရိုလီတော့မှဆိုလို့ရှင်ကိုဆူလင်ကအရေးကိုလွတ်မသွားဘူးပေါ့နော်သူ့ကိုဖမ်းမယ်ဆိုတာတော့မှသူပြုံးပြုံးရှိရှိနဲ့ပဲပြောသွားတယ်ပေါ့နော် နောက်ပြီးတော့လည်းတိစုကလည်းထောင်ထဲအနှစ်20ချမယ်လို့လည်းတည်င်းနေထွက်နေရပေါ့နော်။ကဲပါဒီမျိုးလေးနဲ့ပတ်သက်ပြီးအမျိုးရက်ဒီမျိုးစားချက်ကိုလည်းဖြောက်ကောင်းမလီမမှတ်ချက်ယူဖို့ဝေဖန်ချက်ပြုနိုင်ပါတယ်။တမိစုကပဲတို့တွေအတူယူဘဟုတုတ္တသင်ခန်းစာယူရမှာပေါ့နော်။ဘာဖြစ်လို့လဲဆိုရင်သူများကိုအရင်အမချောင်တင်မှုအချောင်တော့ကို့အတွက်ပဲကိုထိကြိုက်တယ်ပေါ့နော်။ရန်လေကြောက်ဖို့ကောင်းပါတယ်။တမိစုဆိုလို့ရှိရင်လည်းတော်တော်အားချောင်တာပေါ့နော်။အတန်ပြပြကြီးနဲ့ဟုတ်ကဲ့ပါအမျိုးရက်ဒီမျိုးစားချက်ကိုလည်းဖြောက်ကောင်းမလီမမှတ်ချက်ယူဖို့ဝေဖန်ချက်ပြုနိုင်ပါတယ်။နောက်ထပ်လည်းဖြောက်ရဲ့ channel ရဲ့ဘဟုတုတ္တရရဲ့အကြောင်းအရာကြီး Selly 3မျိုးစုကိုအမြဲတမ်းတက်ဆက်ပြ ေးမှာဖြစ်တဲ့အတွက်ဖြူရဲ့ channel လေးကို like subscribe နဲ့ထားပြီးတော့တောင်းဆိုချင်ပါတယ်ဒါဆိုရင်လည်းနောက်ထပ် video မှာပြန်ဆောင်ကြမယ်တတ်တာ